Excellencies and distinguished delegates, Excellency Madam Chair of the National Reconciliation and Peace Center, NRPC, State Councillor Do Aung San Suu Kyi, will deliver opening address. May I respectfully request Your Excellency for the opening address. ဒီကဲကျွန်းပြပြုလုပ်ပြုလုပ်တဲ့ပြည်တော်စုညီညာရေးညီလာခံ27ပင်လုံးစတုထအစည်းအဝေးဖွပွဲခန်းနာကိုတက်ရောက်လာကြတဲ့ဧည့်သည်တော်များအားလုံးကိုကျေးဇူးနှုတ်ခွန်းဆက်ပါတယ်အားလုံးကြမ်းမှချမ်းသာကြပါစေပြည်တော်စုညီညာရေးညီလာခံ27စုတရားစုပင်လုံးအစည်းအဝေးဟာအခုဆိုရင်၄ချိန်မြောက်တိုင်ခဲ့ပါပြီဒီကနေ့ညီလာခံအစည်းအဝေးကြီးဖြစ်မြောက်အောင်အခက်အခဲတွေစိန်ခေါ်မှုတွေအများကြီးကြားကနေ ငင်းညာရေးကိုဥထိတ်ထားတဲ့တန်ဋိဌာစိတ်နဲ့ရှေ့ကိုဆက်တွန်းနိုင်ဖို့တက်ဆိုင်သူတွေသူတွေအားလုံးကကြိုးပမ်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ဆွေးနွေးညှိနှိုင်းမှုတွေအရှိန်ဟုန်ကောင်းနေချိန်မှာပဲကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ကူးစက်ပြန့်ပွားမှုကိုကာကွယ်ချင်းချုပ်ဟိုလိုအပ်ချက်တွေကြောင့်ကျမတို့အခက်အခဲတွေရှိခဲ့ပါတယ်။ခီးသွားလာမှု ကန္တာချက်တွေကျမ်းမာရေးဆိုင်ရာစီမင်းစည်းကမ်းတွေတင်းကျထားတဲ့အချိန်ကာလမှာပဲဒီကနေ့ဒီချိန်ညီလာခံကြီးချမ်းကမ္မကမ္မတဲ့မှာအစုအဖွဲ့အသီးသီးကောင်းဆောင်ကြီးကုသလေတွေစုံစုံရင်းရင်းရောက်နေကြပါပြီဒါဟာကျမတို့နိုင်ငံကျမတို့ပြည်တော်စုရဲ့အမျိုးသားပြန်လည်ရင်ကြားစေရေးနဲ့ငင်းရန်ရေးအတွက်ဘယ်လိုအခက်အခဲမျိုးတွေကြုံရသည်ဖြစ်စေမဖြစ်မနေအောင်ရအောင်ကြိုးပမ်းဆောင်ရွက်ကြမယ်ဆိုတဲ့ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်တစ်ချက်ကိုဖော်ပြနေတာပဲဖြစ်ပါတယ်ဒီခမအေးထဲမှာပြီးခဲ့တဲ့နှစ်2019ခုနှစ်အောက်တိုဘာလမှာကျင်းပပြုလုပ်ခဲ့တဲ့ NCA လက်မှတ်ထိုးခြင်း၄နှစ်မြောက်အခမ်းအနားမှာပြည်ထောင်စုသဘောတူစာချုပ်စိတ်ပိုင်း၃ကိုအပိုင်း၃ပိုင်းနဲ့ချုပ်ဆိုနိုင်ရေးကြိုးပမ်းကြဖို့ကျွန်မအနေနဲ့တိုက်တွန်းပြောကြားခဲ့ပါတယ်အခုကျင်းပမြင့်မီလာညီလာခံကြီးမှာပြည်ထောင်စုသဘောတူစာချုပ်အစိတ်ပိုင်း၃ကိုအပိုင်း၃ပိုင်းနဲ့ မပိုင်းသုံးပိုင်းနဲ့ချုပ်ဆိုနိုင်တော့မှဖြစ်တဲ့အတွက်ကြိုးပမ်းပေးခဲ့ကြသူအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။အဲ့ဒီနေ့အဲ့ဒီအချိန်အဲ့ဒီခါနာမှာပဲစစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရမယ်။ဖက်ဒရယ်စနစ်နဲ့အညီအာဏာခွဲဝေမှုတရားစာတခွဲဝေမှုအခွန်အောက်ခွဲဝေမှုရှိရမယ်။ဖက်ဒရယ်ယူနစ်တွေအားလုံးဟာဒန်းတူရည်တူရှိရမယ်။ပြည်နယ်တွေမှာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအမခံနိုင်တဲ့ကိုယ်ပိုင်အခြေခံဥပဒေတွေရှိရမယ်။ ပြည်နယ်တွေရဲ့အာဏာတွေကိုခွဲဝေခြင်းတုံးတဲ့အခါပြည်သူလူထုကိုအခြေခံရမယ်ဆိုတဲ့ဆိုတဲ့မူတွေကိုကျွန်မပြောကြားခဲ့ပါတယ်။အခုပြည်ထောင်စုသဘောတူစာချုပ်ချုပ်ဆိုချိန်မှာတော့အခြေခံမူ၅ချက်ထဲကအရေးကြီးတဲ့ပြည်နယ်တွေရဲ့ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲခွင့်တနည်းအားဖြင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အမတ်ခံချက်ဟာပြီးခဲ့တဲ့ဩဂတ်စ်လ12ရက်နေ့ညနေပိုင်းအထိအပြင်းထန်ဆွေးနွေးခဲ့ပေမယ့် သဘောတူစာချုပ်မှာမပါဝင်နိုင်ခဲ့ပဲဆက်လက်ဆွေးနွေးရန်ဆိုတဲ့အချက်အနေနဲ့ကြံခဲ့ပါတယ်ဒီလိုကြံခဲ့ရခြင်းအကြောင်းရင်းကလည်းပြည်내အခြေခံဥပဒေနဲ့ပြည်내ဖွဲ့စည်းပုံအခြေခံဥပဒေစကရအခေါ်ပေါ်ညှိလို့မရတဲ့အတွဲလို့ဆိုနိုင်ပေမဲ့လည်းဝေါ်ဟာရတွေပေါ်မှာအ내တိတ်ပဲကောက်ယူဖွင့်ဆွေမှုတွေရဲ့အကျိုးဆက်လို့ဆိုနိုင်ပါတယ်ဒါဟာတကယ်တော့နှစ်ဖက်စလုံးမှာရှိနေတဲ့စိုးရိမ်မှုတွေပါပဲဒီစိုးရိမ်မှုတွေကိုထပ်ပြီးစစ်ဆေး သုံးသပ်ကြည့်မယ်ဆိုရင်တန်တရားတွေနဲ့ကြည်မြင်နေကြလို့အပြန်အလှန်ယုံကြည်မှုအားနည်းလို့ဆိုတာကို အတိုင်းသားမြင်နိုင်ပါတယ်။လွန်ခဲ့တဲ့20ရာစုခေတ်ကဖေဖေနဲ့တိုင်းသားကောင်းဆောင်တွေအပါအဝင်ပြည်ထောင်စုရဲ့တီထောင်ပေါ်တီထောင်ဘက်တွေသဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ပင်လုံစာချုပ်ကိုအခြေခံပြီးဖြစ်ပေါ်လာခဲ့တဲ့1948ခုနှစ်ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာဆိုရင် ဤအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနဲ့မဆန့်ကျင်စေဘဲပြည်နယ်တွေရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာကိစ္စအလုံးကိုတရားဥပဒေနဲ့သတ်မှတ်ဖို့ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ဒီကနေ့27ရာစုပင်လုံရဲ့ဆွေးနွေးချက်တွေကိုကြည့်ရင် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်ဆန့်ကျင်ခြင်းမရှိစေဘဲပြည်နယ်တွေရဲ့ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲခွင့်ကိုအလုံးကသဘောတူကြပါတယ်။ သဘောတူချင်းရဲ့မရရှိခဲ့တဲ့စကရက်ဇကရက်အခေါ်ပေါ်တွေရဲ့လေးနိုင်မှုနဲ့အတိတ်ပဲတည့်ရောက်မှုတွေကိုနှစ်ဖက်လုံးကသိမြင်နားလည်နိုင်ကြမယ်ဆိုရင်နှစ်ဦးနှစ်ဖက်သဘောတူလက်ခံနိုင်အောင်အားလုံးရဲ့စိုးရင်ပူပါမှုတွေပြေပြောင်းနိုင်အောင်ဆွေးနွေးညှိနှိုင်းယူလို့တရားဖောက်ရနိုင်မှာပါဒီချက်နဲ့ပတ်သက်လို့စိတ်ရှိလက်ရှိနဲ့ဆက်လက်ဆွေးနွေးညှိနှိုင်းသွားအောင်မှာဖြစ်ပါတယ်အဓိကကြော်လှားနိုင်ခဲ့တဲ့ကိစ္စကရှေမတိုး နောက်မဆုတ်အနေထားနဲ့လိခဲတင်းလင်းဖြစ်ခဲ့ရတဲ့ခွဲမထွက်ရင်းနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်တစ်ဆိုးမှုတွေကိုကျမတို့အားလုံးကြော်လှားနိုင်ခဲ့ပါပြီဆက်လက်ဆွေးနွေးရအောင်မယ့်ပြည်내ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်နဲ့ပတ်သက်လို့မကြာခင်ကာလအတွင်းမှာပြည်လဲအောင်မြင်သွားလိမ့်မယ်လို့လည်းကျမအနေနဲ့အပြုသဘောရှုမြင်ပါတယ်သဘောတူညီမှုရရှိအောင်လည်းကျမတို့ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ် စိုးရင်ပူပါမှုတွေတန်တရားတွေနဲ့ကြည်မြင့်သုံးသပ်ပြီးမယုံမကြည်ဖြစ်နေကြတာတွေဟာနှစ်ပေါင်း90ကျော်လက်နဲ့ကင်ကြိုက်ပွဲတွေရဲ့တက်ရောက်မှုလို့လည်းဆိုနိုင်ပါတယ်။ယုံကြည်မှုအားနည်းရခြင်းရဲ့အကြောင်းရင်းတရားကတော့အလျှော့အတင်းအပေးအယူလှုပ်ချင်စိတ်မရှိတာကြောင့်ဖြစ်တတ်တယ်လို့အပေးအယူအလျှော့အတင်းလှုပ်ပြီးညှိနှိုင်းတတ်တဲ့ယဉ်ကျေးမှုအားနည်းကဲလို့လည်းဖြစ်နိုင်ပါတယ်။တချို့ကလည်းအလျှော့အတင်းလှုပ်ခြင်းဟာအရှုံးပေးခြင်းလို့လွဲမှား စွာယူဆနေကြတာတွေကိုလည်းမြင်နိုင်ပါတယ်။အပေးယူလုပ်ခြင်းအလျှော့တွင်းပြုခြင်းဟာပြည်ထောင်စုတစ်ခုလုံးအတွက်အကျိုးဖြစ်ထုံးစေနိုင်တယ်ဆိုတာကိုလက်တွေ့သက်သေပြနိုင်ဖို့အရေးကြီးပါတယ်။ပြီးခဲ့တဲ့၄နှစ်ကျော်ကာလအတွင်းပြန်ပြီးကြီးလိုက်မယ်ဆိုရင် ကျမတို့နိုင်ငံကျမတို့ပြည်ထောင်စုကြီးရဲ့အနာဂတ်အကျိုးကိုမျှော်မှန်းပြီးအရင်တုန်းကဆိုရင်စဉ်းစားလို့တောင်မရနိုင်ခဲ့တဲ့ညှိနှိုင်းဖို့တောင်မှအင်မတန်ခက်ခဲခဲ့တဲ့အခြေခံမှုတွေ ဘောတူညီလာအောင်ကျမတို့ဆောင်ရွက်နိုင်ခဲ့ပါတယ်။တချို့ကလည်းဝေဖန်ပြောကြားနေကြတာတွေရှိပါတယ်။ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဒန်းတူရေးအာဏာခွဲဝေရေးကိုပိုင်းပြဌာန်းခွင့်ဒါတွေကရေဘူးရဆန်တယ်။ဘာပြောင်းလဲလို့လဲဆိုတော့ပြောစီချက်တွေလည်းရှိနေပါတယ်။အခြေခံကြပြင်းနဲ့လွယ်ကူခြင်းအကြောင်းမှာလက်တွေ့ခြားနာရက်တွေအများကြီးရှိနေတယ်ဆိုတာဝေဖန်နေကြသူတွေသတိမနေကြရလို့ထင်ပါတယ်။ မေတ္တာတရားလောကပါလာတရားဆိုတာတွေလို့ပါပဲတန်တူရေးကိုပိုင်ပြဌာန်းခွင့်အနာခွဲဝေမှုဆိုတာတွေဟာပြည်ထောင်စုတည်ထောင်စဉ်ကတည်းကချမှတ်ခဲ့တဲ့ရိုးရှင်းတဲ့အခြေခံမူတွေဖြစ်ကြပေမဲ့လက်တွေ့အသက်ဝင်လာဖို့အမှန်တကယ်ကျင့်သုံးနိုင်ဖို့ကြတော့အင်မတန်မှခက်ခဲနေတယ်ဆိုတာအလုံးသိကြပါလိမ့်မယ်အခုညီလာကမှချုပ်ဆိုကြမယ်ပြည်ထောင်စုသဘောတူစာချုပ်ဟာ ကျမတို့တိုင်းရင်းသားတွေနှစ်ပေါင်းများစွာမျှော်လင့်တောင်းတခဲ့ပေမဲ့အရာချင်းမလာခဲ့တဲ့အခြေခံမူတွေကိုချမှတ်နိုင်ရင်သာမကလက်တွေ့မှာပါမဖြစ်မနေအကောင့်ထဲပေါ်ကျင့်သုံးရမယ့်လူငါးစင်တရားကိုသတိဂရိကဝေပြုထားတာဖြစ်ပါတယ်။ဒါကြောင့်မျိုးသားပြန်လဲရင်ကြားစေရေးနဲ့ငင်းချရေးအတွက်ကျမတို့အားလုံးလက်တွဲလျှောက်လှမ်းခဲ့တဲ့အရွေးဟာသမိုင်းနဲ့ချီတဲ့အရွေးတစ်ခုဖြစ်ပါတယ်။ ကျမတို့အားလုံးစူပေါင်းဆိုင်ထူနိုင်တဲ့တမိုင်းမှတ်တိုင်တစ်ခုလည်းဖြစ်ပါတယ်။ငြိမ်းချမ်းရေးကိုတည်ဆောက်ကြတယ်ဆိုတာပြည်ထောင်စုကောင်းကျိုးတိုင်းဒေသပြည်သူတွေရဲ့အနာဂတ်ကိုဆောင်ကျင်းပေးတာတဲ့ပုံမသားလိုပါတယ်။ငြိမ်းချမ်းရေးတည်ဆောက်တယ်ဆိုတာမြင့်မြတ်တဲ့ကောင်းမွန်မှုကိုထမ်းဆောင်ခြင်းပဲဖြစ်ပါတယ်။ငြိမ်းချမ်းရေးတည်ဆောက်ကြရမှာသနတ်တန်တွေ၊ဘုံတန်တွေ၊တိုက်ပွဲတန်တွေ၊တိုးတိမ်ငြိမ်သက်သွားယုံတက်တက်မဟုတ်ပါဘူး။ လက်နဲ့ကိုအားကိုမှအင်အားကိုအသုံးချမှထိရောက်မှုရှိမယ်အရာဝင်မယ်အလေးပေးခံရမယ်အောင်မြင်မယ်ဆိုတဲ့နိုင်ငံရေးဒလိဆိုးကိုဖြစ်ပေါ်စေခဲ့တဲ့အစ္စတာစိတ်တရာရေတောင်းမြစ်ကိုဖြတ်တောက်ပြဖို့အဓိကယူရတာပါပဲဒါဟာငင်းကြရဲ့တိဆောက်သူတွေရဲ့အန်တီမမျှမှန်းချက်ဖြစ်ပါတယ်ဒီလိုဆောင်ရွက်နိုင်မှလဲကျမတို့အားလုံးတာဝန်ကျေကြတယ်လို့ဆိုနိုင်ပါလိမ့်မယ်တနတ်တန်တွေဘုံတန်တွေ ဒီနေ့တိတ်သွားပြီဆိုပေမဲ့လည်းမင်းဖြတ်မှာကြည်စံပြန်ပေါက်ပြီးရောင်းဝယ်ဝေလာနိုင်တာမျိုးပါလက်နဲ့အကုံမအင်အားသုံးမှထိရောက်မယ်ဆိုတဲ့နိုင်ငံရေးဒလေဆိုးနဲ့ဒီဒလေဆိုးကိုဖန်တီးပေးလိုက်တဲ့အရင်းခံစိတ်ဓာတ်တွေကိုညီကုန်းကံပအဆုံးသတ်အောင်စွမ်းဆောင်ပေးနိုင်မှသာတကယ့်ငင်းကြဲတိဆောက်သူလို့သတ်မှတ်နိုင်မှာဖြစ်ပါတယ်ဒီဒလေဆိုးနဲ့အရင်ခံစိတ်ဓာတ်တွေကိုဖယ်ရှားပေးနိုင်ဖို့ဆိုရင်ကျမတို့အားလုံးဟာ တွေးဆုံဆွေးနွေးရေးအရာရှောက်လှမ်းနေယူနေပြီးမှမဟုတ်ပါဘူးတခါတရံမှာတွေးဆုံဆွေးနွေးတယ်ဆိုပြီးအချိန်တွေဆွဲဆန့်ကြမျိုးလဲရှိတတ်ကြသလိုအင်အားအ धिक ဝါဒီတွေအတွက်လဲအင်အားပိုစုဖို့အချိန်ယူတာမျိုးလဲရှိတတ်ကြပါလေစကလုံးအုံနှုံးနဲ့အခေါ်ဝေါ်မှာလှပပေမဲ့လက်တွေ့အဖြေရှာလူစိတ်မရှိတဲ့အနေအထားမျိုးမှာတွေးဆုံဆွေးနွေးရေးဆိုရာတွေဟာလဲတဝဲလေလေဝေးလေကြောင်ပအချိန်လေးမျိုးနဲ့ပဲတန်တရာလေနေတတ်ပါလေ ကျမတို့ကြားမှာရှိနေတဲ့ပြဿနာတွေကိုကျမတို့အချင်းချင်းတွေးဆွန်ဆွေးနွေးဖြေရှာကြတဲ့အခါအမှန်တကယ်ကိုအပေးယူအလျှော်တင်းညှိနှိုင်းယူတတ်တဲ့နိုင်ငံရေးယဉ်ကျေးမှုမျိုးကိုထူထောင်တည်ဆောက်ကျင့်သုံးယူပြီးဓလေ့ဆိုးကိုယဉ်ကျေးမှုအသစ်နဲ့အစားထိုးပြရမှာဖြစ်ပါတယ်။ဗီဇတွေအကျင့်တွေဓလေ့တွေကဖျောက်ဖျက်ရအင်ပရန်ခဲခဲမှာဖြစ်တဲ့အတွက်ထူထောင်ရမယ်တိဆောက်ရမယ်လက်တွေ့ကျင့်ဆုံးရမယ်လို့ကျမအနေနဲ့ပြောကြရခြင်းပဲဖြစ်ပါတယ် အပေးယူလို့ထားအလျှော်ကျင်းပြုတာတွေကိုထပ်တလဲလဲကျင်းပါများစွာကျမတို့အားလုံးကျင်သားရအောင်အကျင့်ဖြစ်အောင်ကြိုးစားကြဖို့လိုပါတယ်အပေးယူလို့ချင်းဟာအရှုံးပေးရခြင်းလို့ယူဆနေကြပြီးတော့အပေးယူလို့လူစိတ်တွေလဲညော်နေနေကြတာသမိုင်းတစ်လျှောက်လုံးတွေ့မြင်နိုင်ပါလိမ့်မယ်အပေးယူလို့လို့ဖြည့်ရှင်းနိုင်စွမ်းအဖြည့်ရှာနိုင်စွမ်းမရှိဘူးလို့သိမြင်လာကြတဲ့အခါကိုယ့်ဘက်ကိုခြေမုံရစ်မခံရအောင် အင်အားတိဆောက်ရင်းနဲ့အင်အားသာအကြီးကဆိုတဲ့စိတ်ဓာတ်တွေပုံမိုရင်တန်လာခဲ့ပြီးပြိပက်ကတွေသက်ဆိုးရှည်ကြခဲ့ရတာကိုအလုံးကသတိချစေချင်ပါတယ်။အမှန်တကယ်မှာတော့အပေးယူအလျှော်တင်လှုပ်ဆောင်ခြင်းဟာအကျိုးတရားတွေသိမြင်လာရလေလေယုံကြည်မှုတွေဟာလည်းတဆင့်ချင်းတိုးတက်လာလေလေဖြစ်ပါတယ်။ပထမတော့မိမိကိုယ်ကိုယုံကြည်မှုရှိလာမယ်။ဒီနောက်တော့ဆွေးနွေးဘက်တွေပေါ်မှာယုံကြည်မှုရှိလာမယ်။ နောက်ဆုံးအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နေတဲ့လုပ်ငန်းပေါ်မှာယုံကြည်မှုရှိလာပြီးဆွေးနွေးညှိနှိုင်းမှုတွေထိရောက်အောင်မြင်လာမှာဖြစ်ပါတယ်။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာတည်ဆန့်တည်ရှိပြီးတည်ဆန့်သဘောထားနေတဲ့လုပ်ငန်းစဉ်တရားမဟုတ်ပါဘူး။ဒီကနေ့ကျမတို့နိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာကျမတို့နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုအခြေအနေလက်ရှိအချိန် COVID-19 ကရောဂါရဲ့ကျန်းမာရေးပညာရေးအကျိုးဆက်တွေ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကျဆင်းမှုရဲ့တည်ရောက်မှုတွေကိုကျမတို့နိုင်ငံရင်ဆိုင်နေရတဲ့အခြေအနေ COVID-19 အလွန် new normal နေထိုင်မှုပုံစံအသစ်အခြေအနေဒီမိုကရေစီနိလန်းတကြလူထုစံတမ်းနဲ့အညီကျင်းပမဲ့ရွေးကောက်ပွဲတွေရဲ့အခြေအနေအားပြိုင်မှုမြင့်မားလာနေတဲ့နိုင်ငံတကာအခြေအနေနဲ့ပထဝီနိုင်ငံရေးအခြေအနေတွေနဲ့ဆက်ဆက်ပြီးဖြစ်ထွန်းနေတာဖြစ်ကြောင်းသတိချရကြမှာဖြစ်ပါတယ် ဒီလိုမျိုးဆက်ဆက်ချိတ်ဆက်နေတဲ့အခြေအနေတွေနဲ့အတူကျိုးပန်းဆောင်ရွက်နေရတာဖြစ်တဲ့အတွေ့အခွင့်အလမ်းတွေလမ်းပွင့်လာတာမျိုးရှိသလိုစိန်ခေါ်မှုတချို့ကြောင့်အခွင့်အလမ်းတွေပိတ်ဆို့သွားတာလည်းကြုံတွေ့ရပါတယ်။ဒါကြောင့်တမတော်ရော NCA လက်မှတ်ရေးထိုးထားလေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရောလက်မှတ်ရေးမထိုးထားရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရောအားလုံးအနေနဲ့ငင်းချမ်းရေးလုပ်ငန်းစဉ်ကနေထွက်ပေါ်လာတဲ့ အခွင့်အလမ်းကောင်းတွေကိုမိမိရရဆုပ်ကင်ကြဖို့ကျမအနေနဲ့အလေးနဲ့တိုက်တွန်းပြောလိုပါတယ်။ကျမတို့ရဲ့ပြည်တော်စုကြီးကောင်းကျိုးချမ်းသာရရှိရေးနဲ့အတူတနွေငင်းသစင်ပါနေမှာကအဖွဲ့အစည်းအသီးသီးအစုအဖွဲ့အသီးသီးရဲ့အကျိုးစီးပွားတွေဖြစ်ပါတယ်။ကျမတို့နိုင်ငံကျမတို့ပြည်တော်စုကြီးဟာနှစ်ပေါင်း80ကျော်လက်နက်ကင်ပြည်ပခါရဲ့ဆိုးကျိုးကိုကြောကော့အောင်ခံခဲ့ကြပြီးဖြစ်ပါတယ်။ ကဘာပေါ်မှာအရှိကြဆုံးပြည်တွင်းဆက်လို့တမတ်မှုရရှိပြီးတဲ့နောက်နောက်ထပ်နှစ်ပေါင်းဘယ်လောက်ကြာအောင်ကျမတို့ပြည်တော်စုကြီးရဲ့အနာဂတ်တွေအထိပ္ပယ်မဲ့နေကြအောင်မှာလဲအားလုံးကစဉ်းစားကြဖို့လိုပါတယ်ငင်းကြရေးကင်းမဲ့ခြင်းနဲ့ပြည်ဘက်ကတွေရှေ့ချခြင်းရဲ့အကျိုးဆက်နဲ့ပေးဆက်ပေးဆက်ရမှုတွေကိုကြည့်ရင်လော်တလော့ထင်သာမြင်သာဓာတ်ရိုက်တွေးမြင်ကြရမှာကလူအတွက်တွေဆုံရှုံရတာအိုးအိမ်တွေပျက်စီးရတာ အိုးပြည့်အိမ်ပြည့်စွန့်ခွာထွက်ပြေးကြရတာစီးပွားရေး၊ကုန်သွယ်ရေးနဲ့ယင်းနှောင်းနှမှုတွေထိခိုက်ဆုံးရှုံးရတာတွေကိုပဲသိမြင်နိုင်ကြပါတယ်။ဒါပေမဲ့လူငယ်တွေရဲ့ပညာရေးနဲ့တိုင်းပြည်ရဲ့အနာဂတ်တိုင်းရင်းသားပြည်သူတွေရဲ့ကျန်းမာရေးနဲ့တိတ်ခါရှိရှိရှင်သန်ရည်ရည်တည်နိုင်မှုအစရှိတဲ့မသိမမြင်နိုင်တဲ့ထိခိုက်ဆုံးရှုံးမှုတွေကို မရေမတွက်နိုင်အောင်စည်သေးခဲ့ရပြီလဲဖြစ်ပါလေ။နှစ်ပေါင်း90ကျော်ကာလအတွင်းငွေကြေးအဖြစ် ထရီလီယံနဲ့ချီတဲ့ဆုံးရှုံးမှုတွေအပြင်တံပိုးမဖြတ်နိုင်တဲ့ပြည်တော်စုရဲ့အနာကပြည်တော်စုကြီးတဲကသားသမီးတွေရဲ့ဘဝမြောက်များစွာပေးဆပ်ခဲ့ရပါပြီဒီကနေ့ဒီအချိန်မှာကျမတို့အားလုံးငင်းချမ်းရေးတိဆောက်သူတွေဖြစ်ဖို့ကြိုးစားခွင့်ကိုတမိုင်းကပေးရခဲ့ပါပြီကျမတို့အနေနဲ့နှစ်ပေါင်း90ကျော်ကြာရှည်ခဲ့ပြီဖြစ်တဲ့အစိုးတန်တရားလမ်းကိုပဲမိုက်မိုက်မဲမဲထပ်ပြီးလျှောက်လှမ်းကြအောင်ပါလား ဒါမှမဟုတ်ပြည်တော်စုကြီးရဲ့အနာဂတ်အတွက်ရှောက်လှမ်းခဲ့တဲ့လမ်းဟောင်းကနေလမ်းကြောင်းပြောင်းပြီးငင်းချမ်းရေးလမ်းသစ်ကိုကျမတို့ရှောက်လှမ်းကြမှာလားအခုကျမတို့ရှေ့မှာလမ်းနှစ်သွယ်ရှိနေပါတယ်ဒီလမ်းနှစ်သွယ်ထဲကဘယ်လမ်းကိုလိုက်မလဲဘယ်လမ်းပေါ်ရှောက်မလဲကျမတို့ရွေးချယ်ရမယ်လမ်းနှစ်သွယ်ကကျမတို့အားလုံးရဲ့ရှေ့မှာအစဉ်သင့်ဆောင်ဆိုင်နေပါပြီကျမတို့ပြည်တော်စုရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးမယ် လမ်းစုံလမ်းကွာမှာကျမတို့အားလုံးအလေးနဲ့ထားစဉ်းစားကြဖို့လိုပါတယ်။လမ်းကြောင်းတစ်ခုပေါ်ကိုခြေတလှမ်းလှမ်းမယ်ကြံရင်ကျမတို့ချစ်တဲ့ပြည်တော်စုကြီးနဲ့ဒီပြည်တော်စုကြီးမှာဆက်လက်ရှင်သန်ကြရမယ်။ကျမတို့ရဲ့မျိုးဆက်သက်တိုင်းသားလူငယ်တွေရဲ့မျက်နှာတွေကိုပြန်လည်မြင်အောင်ကြဖို့ကျမအနေနဲ့သတိပေးပြောကြလိုပါတယ်။ညီကုန်းချုပ်ခင်မှာကျမအနေနဲ့ရှစ်ဆက်မဲ့ငင်းချမ်းရဲ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးဆက်ဆက်ပါဝင်နေတဲ့ လုပ်ငန်းစဉ်တွေကိုမီးမောင်းထိုးအတိပေးပြောကြားလိုပါတယ်အခုကျင်းပတဲ့27ရာစုပင်လုံးညီလာခံကြီးမှာကျမတို့ချုပ်ဆိုမဲ့ပြည်တော်စုသဘောတူစာချုပ်အစိတ်ပိုင်း၃မှာတအမျိုးသားပြန်လည်ရင်ကြားစေရေးနှစ်ပြည်တွင်းရင်ကြားရေးသုံးဒီမိုကရေစီအသွင်ကူးပြောင်းရေးလေးဖက်ဒရယ်ပြည်တော်စုတည်ဆောက်ရေးငါ2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးဆိုတဲ့လုပ်ငန်းစဉ်ကြီး၅ခုလုံး ဟန်ကျင်ကြီးရောရှက်ပါဝင်နေတာဖြစ်ပါတယ်ဒီလုံငန်းစင်ကောင်5ရက်ကိုလက်တွေ့ကြကြဆက်လက်ဖော်ဆောင်နိုင်မဲ့2020အလွန်အဆင့်လိုက်လုံငန်းစင်နဲ့အဆင့်လိုက်အကောင့်ထဲပေါ်မှု တွေကိုလည်းအားလုံးသဘောတူချမှတ်ထားပြီးဖြစ်ပါတယ်ဒါဟာထူးခြားချက်ဖြစ်တယ်လို့ကျမတို့အားလုံး၄နှစ်ကျော်ကာလအတွင်းကြိုးပမ်းအားထုတ်ခဲ့ရသမျှရဲ့အကျိုးရလသမိုင်းမှတ်တိုင်တစ်ခုလို့ဆိုချင်ပါတယ် ဒီလိုအခြေအနေအထိရောက်ရှိလာအောင်အသေးစိတ်ဆွေးနွေးတိုင်ပင်ပြီးစိတ်ရှိလက်ရှိစိတ်ဆက်ညှိနှိုင်းခဲ့ကြသူအားလုံးကိုကျမအနေနဲ့ကျေးဇူးတင်အထူးပဲတင်ချိပါကြောင်းဂုဏ်ပြုပြောလိုပါတယ်ဒီလိုရောရှက်ပါဝင်နေတဲ့လူငန်းစဉ်၅ခုကိုစုစည်းပြီးလက်တွေ့ဖော်ဆောင်ရင်းနဲ့ထုတ်လိုက်မယ်ဆိုရင်2020အလွန်80ရှောက်ရမယ်ငင်းချမ်းရေးလှုပ်ရှင်မှာလုပ်ငန်းစဉ်ကြီး၃ခုရှိနေပြီဖြစ်ပါတယ် 2020အလွန်ရွှေ့ဆက်မဲ့ငင်းချမ်းရေးပထမလုံငန်းစဉ်ကတော့အမျိုးသားရင်ကြားစစ်ရေးနဲ့ပြည်တွင်းငင်းချမ်းရေးလုံငန်းစဉ်တစ်ရပ်ကိုတွင်တွဲဖွဲ့ပေါ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ NCA လက်မှတ်မရေးထိုးရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူချက်တွေရရှိလာအောင်နောက်တစ်ဆင့်အနေနဲ့နိုင်ငံရေးစပွဲဝိုင်းထဲရောက်ရှိလာအောင်ဆွေးနွေးညှိနှိုင်းမှုတွေဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီလိုဆွေးနွေးညှိနှောင်းမှုတွေနဲ့တပြိုင်နက်တည်းမှာပဲ NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းသာလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုရစဲရေးခိုင်မအောင်ပြစ်ခတ်တိုက်ခိုက်မှုရစဲရေးစောင့်ကြည့်ရေးလုပ်ငန်းစဉ်တွေပုံမှုထိရောက်ခိုင်မအောင်ဆွေးနွေးညှိနှိုင်းပြီးပြုပြင်ပြောင်းလဲမှုတွေကိုအရှိန်အဟုန်နဲ့ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်တချိန်တည်းမှာပြည်ထောင်စုသဘောတူစာချုပ်ပါအခြေခံမူတွေနဲ့အညီကျမတို့တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေမြင့်တင်ပေးနိုင်ဖို့ ဖက်ဒရယ်ကိုဥတီသွားမဲ့ဂရီကွေတွေရဲ့ရှေ့ပြေးအဖြစ်ဥပဒေရေးရာပြောင်းလဲမှုတွေဟန်ကျက်ညီဖို့အုပ်ချုပ်ရေးဘက်ကဆောင်ရွက်ချက်တွေဟာဓာတ်တူရေးကိုရှေ့ရှုဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။2020အလွန်ရှေ့ဆက်မဲ့ငင်းကြိုင်းရေးဒုတိယလုံငန်းစဉ်ကတော့ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုံငန်းစဉ်၂ရပ်ကိုပူးတွဲဖော်ဆောင်ခြင်းပဲဖြစ်ပါတယ်။ဒီတော်စုသဘောတူစာချုပ်စိတ်ပိုင်း၃ရဲ့အပိုင်း၃ဖြစ်တဲ့ ီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးဆိုင်ရာလမ်းညွှန်အခြေခံမူတွေထဲမှာကြန့်ရှိနေတဲ့အချက်၃ချက်ကိုဆက်လက်ဆွေးနွေးညှိနှိုင်းပြီးအားလုံးသဘောတူလက်ခံတဲ့ပြည်နယ်တွေရဲ့ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေဖော်ပြချက်ကိုရှာဖွေကြရပါမယ်။တစ်ချိန်တည်းမှာပဲ2020အလွန်အဆင့်လိုက်လူငန်းစင်နဲ့အဆင့်လိုက်အကောင့်ထဲပေါ်မှုဆိုင်ရာဇယားတင်းနဲ့အညီနိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူပေါင်းကိုလက်တွေ့ကြကြပြင်ဆင်ရမှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ2020အလွန်အဆင့်လိုက်လုပ်ငန်းစဉ်နဲ့အဆင့်လိုက်အကောင့်တွေဖုံးမှုဆိုင်ရာဇယားနှစ်ကိုသဘောတူရရှိလာအောင်ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ဒီနေရာမှာဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးပေါ်ဆောင်ရာမှာနိုင်ငံရေးနဲ့လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းမှုတွေကိုဟန်ချက်ညီအကောင့်တွေဖော်တိုင်မဲ့အစီအစဉ်အကောင့်တွေဖော်မှုရန်တရားနဲ့လက်တွေ့ကြကြအကောင့်တွေဖော်တိုင်ရေးကိုအကျေလေဆွေးနွေးနေနေဆိုင်ကြအောင်မှာဖြစ်ပါတယ်။ 2010အလွန်ရှေ့ဆက်မဲ့ငင်းချမ်းရေးတတိယလုပ်ငန်းစဉ်ကတော့ပထမလုပ်ငန်းစဉ်နဲ့ဒုတိယလုပ်ငန်းစဉ်တွေကနေထွက်ပေါ်လာတဲ့သဘောတူညီချက်တွေကို အခြေခံပြီးဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကိုအကောင့်ထဲပေါ်ကြာမှာဖြစ်ပါတယ်။လမ်းညွှန်အခြေခံမူတွေကိုအခြေခံပြီးအစင့်လိုက်လုပ်ငန်းစဉ်တွေကိုဆွေးနွေးကြတဲ့အခါအလုံးသဘောတူလက်ခံတဲ့နိုင်ငံရေးမူတည်းကထွက်ပေါ်လာပါမယ်။ နိုင်ငံရေးအရာသဘောတူညီချက်ကိုလုပ်ငန်းကော်မတီအဆင့်တွေမှာတတိပညာရှင်တွေပါဝင်စေပြီး NCA ဘာလမ်းပြမြေပုံနဲ့အညီဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်ဥပဒေတွေကိုပြင်ဆင်ခြင်းဖြည့်ဆွက်ခြင်းတွေဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနဲ့အတူပြည်နယ်တွေရဲ့ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲခွင့်တွေကိုဘယ်လိုလမ်းကြောင်းနဲ့ဆောင်ရွက်မယ်တစ်ချိန်တည်းမှာပဲလူ့ကျုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းစဉ်ကို ဟန်ချက်ညီအောင်ဘယ်လိုဆောင်ရွက်မယ်ဆိုတာတွေကိုစနစ်တကျအစီအစဉ်တွေညှိနှိုင်းချမှတ်ပြီးအကောင့်ထဲပေါ်ဆောင်ကြွက်ကြမှာဖြစ်ပါတယ်။ဒီဘက်နိုင်ငံမှာအမျိုးသားပြန်လည်ရင်ကြားစီရင်နဲ့ပြည်တွင်းရင်ကြားရေးကိုခေဆက်ဆက်အစိုးရတွေကချင်းကပ်ပုံဆံအမျိုးမျိုးနဲ့ကြိုးပမ်းဆောင်ရွက်ခဲ့ကြပေမဲ့ဆယ်စုနှစ်ခုနှစ်ခုကြော်ကြာခဲ့ပြီဖြစ်မဲ့လဲအောင်မြင်ဖို့မရှိခဲ့သေးပါဘူး။ ပြီးခဲ့တဲ့ဆိုရလက်ထက်မှာတနိုင်ကလုံးပြစ်ခတ်တိုက်ခိုက်မှုရစေးသဘောတူစာချုပ် NCA ဆိုတာပေါ်ပေါက်လာခဲ့ပါတယ် NCA ဟာအမျိုးသားပြန်လည်ရင်ကြားစေရေးနဲ့ရင်ကြားရေးအတွက်ခြေလှမ်းအစပဲဖြစ်ပါတယ်နောက်ထပ်ခြေလှမ်းတရအနေနဲ့ကျမတို့လက်ထက်မှာ2020အလွန်အဆင့်လိုက်လုပ်ငန်းစဉ်နဲ့အဆင့်လိုက်အကောင့်ထဲပုံမှုတွေကို80လျှောက်လှမ်းရမယ်လမ်းကြောင်းတဲ့အနေနဲ့ဖောက်ပေးနိုင်ခဲ့ပါပြီ2020အလွန်မှာဘယ်ဆိုးရပဲတက်လာသည်ဖြစ်စေ အစင်သင်ကင်ဆောင်လျှောက်လှမ်းရမယ်ငင်းချမ်းရေးနဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးအတွက်ကျမတို့လမ်းသစ်ဖောက်ဖိတ်ခဲ့တာပဲဖြစ်ပါတယ်။ညီအုံးချုပ်အနေနဲ့ပြောကြလူသားကတော့တရားမျှတမှုနဲ့တန်းတူညီမျှမှုကိုဆောင်ကျင်းမပေးနိုင်သေးဘူး။ကျမတို့မျှော်မှန်းထားတဲ့ပြည်ထောင်စုအိမ်မက်ဟာအလောင်းဝေးကွာနှိရှေကြနေဦးမှာပါပဲ။အတိတ်သမိုင်းကသင်္ကန်းစာတွေကိုကျမတို့အားလုံးအလေးနဲ့ဆင်ခြင်သုံးသပ်ကြရမှာဖြစ်ပါတယ် ။တမိုင်းကြောင်းတစ်လျှောက်ကျမတို့တိုင်းသားတွေရဲ့ရင်ထဲနှလုံးသားတွေကဒဏ်ရာတန်ချက်တွေကိုကျမတို့ရဲ့နှလုံးသားတွေနဲ့မျှဝေခံစားပြီးစာနာမှုနဲ့ကုစားပေးကြရမှာပါ။အပင်ပေါက်ဆအညွန့်ထူဆထွန်းသစ်ဆဒီမိုကရေစီကိုရင့်ကျက်ခိုင်မာအောင်စ조사ရှောက်လှောက်ရှောက်လှမ်းရင်းနဲ့တစ်ချိန်တည်းမှာပဲကျမတို့တိုင်းရင်းသားတွေရဲ့ပြည်ထောင်စုအိမ်မက်ကိုပုံဖော်ပေးနိုင်မဲ့ဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးခရီးကို ဒီကုတ်ကျဲဆက်လက်ပြီးကျမတို့ရှောက်လှမ်းကြရမှာပါကျမတို့နိုင်ငံကျမတို့ပြည်တော်စုမှာဒီကနေ့ရင်ဆိုင်တွေ့ဆုံနေရတဲ့စိန်ခေါ်မှုတွေအားလုံးကိုလွှမ်းခြုံရင်ဆိုင်တုံ့ပြန်နိုင်မဲ့ပြည်တော်စုကြီးတည်ဆောက်နိုင်ဖို့အတွက်ကျမတို့ပြည်တော်စုကြီးကိုခေဆက်ဆက်အစိုးရတွေကချင်းကပ်ပုံအမျိုးမျိုးနဲ့ကြိုးပမ်းဆောင်ရွက်ခဲ့ကြပေမဲ့ဆယ်စုနှစ်ခုနှစ်ခုကြော်ကြာခဲ့ပြီဖြစ်မဲ့လည်းအောင်မြင်ဖို့မရှိခဲ့သေးပါဘူး ပြီးခဲ့တဲ့ဆိုတာလက်ထက်မှာတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲသဘောတူစာချုပ် NCA ဆိုတာပေါ်ပေါက်လာခဲ့ပါတယ် NCA ဟာအမျိုးသားပြည်လဲရင်ကြားစစ်ရေးနဲ့ရင်ကြားရေးအတွက်ခြေလှမ်းအစပဲဖြစ်ပါတယ်နောက်ထပ်ခြေလှမ်းတရအနေနဲ့ကျမတို့လက်ထက်မှာ2020အလွန်အဆင့်လိုက်လုပ်ငန်းစဉ်နဲ့အဆင့်လိုက်အကောင့်ထဲပုံမှုတွေကို80ရှောင်းလိုက်ရမယ်လမ်းကြောင်းသစ်အနေနဲ့ဖောက်ပေးနိုင်ခဲ့ပါပြီ2020အလွန်မှာဘယ်ဆိုးရပဲတက်လာသည်ဖြစ်စေ အရှင်သင်ကင်ဆောင်လျှောက်လှမ်းရမယ်ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးအတွက်ကျမတို့လမ်းသစ်ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ညီအစ်ကိုအနေနဲ့ပြောကြလူသားကတော့တရားမျှတမှုနဲ့တန်းတူညီမျှမှုကိုဆောင်ကျင်းမပေးနိုင်သေးဘူး။ကျမတို့ညှောမှန်းထားတဲ့ပြည်ထောင်စုအိမ်မက်ဟာအလောင်းဝေးကွာနှိရှေကြနေဦးမှာပါပဲ။အတိတ်သမိုင်းကသင်္ကန်းစာတွေကိုကျမတို့အားလုံးအလေးနဲ့ဆင်ခြင်သုံးသပ်ကြရမှာဖြစ်ပါတယ်။ ။တမိုင်းကြောင်တစ်လျှောက်ကျမတို့တိုင်းသားတွေရဲ့ရင်ထဲနှလုံးသားတွေကဒဏ်ရာတန်ချက်တွေကိုကျမတို့ရဲ့နှလုံးသားတွေနဲ့မျှဝေခံစားပြီးစာနာမှုနဲ့ကုစားပေးကြရမှာပါ။အပင်ပေါက်ဆအညွန့်ထူဆထွန်းသစ်ဆဒီမိုကရေစီကိုရင့်ကျက်ခိုင်မာအောင်ကြိုးစားလျှောက်လှောက်လျှောက်လှမ်းရင်းနဲ့တစ်ချိန်တည်းမှာပဲကျမတို့တိုင်းရင်းသားတွေရဲ့ပြည်ထောင်စုအိမ်မက်ကိုပုံဖော်ပေးနိုင်မဲ့ဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးခရီးကို ကြုံကြခဲဆက်လက်ပြီးကျမတို့ရှောက်လှမ်းကြမှာပါကျမတို့နိုင်ငံကျမတို့ပြည်တော်စုမှာဒီကနေ့ရင်ဆိုင်တွေ့ဆုံနေရတဲ့စိန်ခေါ်မှုတွေအားလုံးကိုလွှမ်းခြုံရင်ဆိုင်တုံ့ပြန်နိုင်မဲ့ပြည်တော်စုကြီးတည်ဆောက်နိုင်ဖို့အတွက်ကျမတို့ပြည်တော်စုကြီးရဲ့သားသမီးတွေအားလုံးကောင်းချင်းဆိုင်ရင်ချင်းအပြည့်တစိမ့်တည်းတဝမ်းတည်းကြိုးပမ်းဆောင်ရွက်ကြဖို့အထူးပဲအရေးကြီးလှပါတယ်ကဘာကြီးကကျမတို့နိုင်ငံကိုဆောင်ဆိုင်နေမှာမဟုတ်ပါဘူး ျမကိုလက်ပေါ်မိွားကြလာမှပူလောင်တယ်လို့သဘောထားတာမျိုးကိုမျက်စိနာနီးကပ်လာမှအေးတယူလှုပ်တာမျိုးနဲ့ပြည်တော်စုအသက်အတွက်အိမ်မက်တွေမက်နိုင်ကြမှာမဟုတ်ပါဘူးကျမတို့ပြည်တော်စုရဲ့နေရာတစ်ခုခုမှာပဲပြိပိခဖြစ်တာပဲဖြစ်ဖြစ်ကျမတို့ပြည်တော်စုရဲ့သားသမီးတွေတနေရာမှာနာကျင်ခံစားနေရတာပဲဖြစ်ဖြစ်လက်သေးစိတ်ရလက်ထိတ်နာဆိုသလိုမျှဝေခံစားနိုင်ကြမှာဖြစ်ပါတယ်အလုံးကအမြတ်တို့တံပိုးထားပြီး ငါတို့ရဲ့ပြည်တော်စုဆိုတဲ့ခံယူချက်တွေ အတွေ့အမြင်တွေ ဖြစ်ပေါ်လာအောင်တိုင်းရင်းသားတွေရဲ့တည်ဆန့်တည်ရှိနေတဲ့တံပိုးဓာတ်အားလုံးကိုမျှဝေပေးဖို့လိုပါတယ်။စာနာထောက်ထားမှုရဲ့နဲ့အတိအမြင်မှန်ကန်မှုပေါင်းစပ်နိုင်မှသာ သူဒေတာညဉ့်ရရေးမရတာငါနဲ့မဆိုင်ဘူးဆိုတဲ့ကိုလူယုံတဲ့စိတ်ဓာတ်မျိုးနောက်လာမယ့်မျိုးဆက်မျိုးဆက်တွေရဲ့ကိစ္စနောက်ခါလာနောက်ခါစေထက်တွေ့ဆရာမလိုဘူးဆိုတဲ့တာဝန်မသိတဲ့ ခံယူချက်မျိုးတွေကိုဖယ်ရှားပြင်နိုင်မှာဖြစ်ပါတယ်။ကျမတို့ရဲ့တိုင်းသားပြည်သူလူထုကြီးကလည်းငြိမ်းချမ်းရေးရရှိဖို့ကုပြီးတွန်းပေးမှလည်းငြိမ်းချမ်းရေးကိုနှောင့်နှေးအောင်လုပ်ချင်သူတွေငြိမ်းချမ်းရေးကိုဖျက်ဆီးချင်သူတွေအနေနဲ့ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မရှောင်မလန်းလို့မရဘူးဆိုတဲ့အခြေအနေမျိုးကိုရောက်ရှိလာမှာပါ။ဒီတော့အလုံးအဝဝိုင်းပြီးတော့တွန်းကြဖို့လိုပါတယ်။ ဒီမိုကရေစီဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးဆိုတဲ့ပြည်ထောင်စုရဲ့ပန်းတိုင်ကို အများဆုံးရောက်ရှိနိုင်ဖို့ကျမတို့အစုအဖွဲ့တွေရဲ့ဆွဲအားနဲ့ကျမတို့ပြည်သူတွေရဲ့တွန်းအားဒီနှစ်ခုရဲ့စုပေါင်းအင်အားအကောင်းဆုံးအချိန်မှာကျမတို့လိုလားတောင်းတနေတဲ့ပြည်ထောင်စုငြိမ်းချမ်းရေးမုတ်ချရမယ်လို့ကျမအနေနဲ့အခိုင်အမာယုံကြည်ထားပါတယ်။ကျမတို့အားလုံးမျက်စိမပိတ်ခင်အချိန်တွေမှာကျမတို့နိုင်ငံငြိမ်းချမ်းရေးရတာကိုမြင်သွားကြပါတယ်။ မငင်းကြလို့မဖြစ်ဘူးဆိုတဲ့ခံယူချက်နဲ့ဒီမတို့ပြည်သူတွေငင်းကြရေးအတွက်ဝင်းရံပေးကြပါငင်းကြရေးအတွက်တွန်းအားပေးကြပါလို့တိုက်တွန်းပြောကြရင်းနဲ့ညီကုန်းချောက်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အခုလိုမစကားပြောချပေးပါတော့နိုင်ငံတော်၏တိုင်ခင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်အားကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ